နောက်ထပ်ပွဲအခမ်းအနားတစ်ခုကိုတော့ညီမလေးတီတီစုမြတ်ကနေမှာပြည်သက်တွေအတွက်ဆက်လက်ပြီးတော့တင်ဆက်ပေးတော့အောင်မှာဖြစ်ပါရခင်ဗျာဟုတ်ကဲ့ဒီပွဲဟာဆိုလို့ရှိရင်တော့မြန်မာနိုင်ငံရေစေးတင်ရဲ့၁၇ချိန်မြောက်ရေစေးပကြီးပြပွဲပဲဖြစ်ပါရခင်ဗျာဒီတော့ဒီရေစေးပကြီးပြပွဲမှာဘလို့မျိုးရေစေးပကြီးကလိုက်ရအမှုပညာရတ္တတွေကိုခန်းစားအောင်လဲဆိုတော့ပြည်သက်များဆက်ပြီးတော့ကြီးရှိပေးပါအောင်ဗျာ မြန်မာမိုးကောင်းရဲ့အဖွဲ့သားရေအခုရောက်ရှိနေရဆိုရင်တော့ AIWIN Art Gallery လို့အမည်ပေးထားရဲ့မြန်မာနိုင်ငံရေးစေးအသင်းရဲ့ဆက်တဲ့ချိန်မြောက်ရေးစေးပကြီးပြပွဲတစ်ခုကိုရောက်ရှိနေရပဲဖြစ်ပါရဲ့ရှင်ဒီနေ့မှာဆိုရင်တော့မန္တလေးကပကြီးဆရာကြီးရတယ်ရေးစေးပကြီးကလက်ရာတွေကိုတွေ့မြင်ရတော့မှာပဲဖြစ်ပါရဲ့ရှင်ဒါကြောင့်မို့ပရိသတ်များကလည်းဒီပကြီးဆရာကြီးရဲ့ရေးစေးပကြီးကလက်ရာတွေကိုတီးနေအတူ live ပါကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်လိုက်ရပါရဲ့ရှင် ချထားတဲ့ရေစေးကားလေးတွေကတော့ဟိုမန္တလေးရပကြီးစီရီတည်တံ့လာရောက်ပြသထားတာပါဟိုပကြီးကားလေးတွေအားလုံးပေါင်း88ကားပြသထားပါတယ်ဒီစီယာစုပေါင်းမန္တလေးရပကြီးစီယာတွေကြီးပဲ28ရောက်ပြတ်သွားပါတယ်ညီမလေးဒီပကြီးကားလေးတွေကအကောင်လုံးကရေစေးပွဲဆိုတော့ရေစေးကားလေးတွေပေါ့ညီမလေးရ ပြီးတဲ့အခါကျတော့ထူစားတာကတို့ရမန္တလေးရဆရာတွေဖြစ်တဲ့ကြောင့်မို့လို့ဒီဆွဲထားတဲ့စက်ကြက်လေးတွေအကုန်လုံးရှုခင်းလေးတွေအကုန်လုံးကမန္တလေးပတ်ဝန်းကျင်ရပါတော့နော်မြို့ပြရဲ့ရှုပ်ထွေးမှုပါပဲနဲ့မန္တလေးပတ်ဝန်းကျင်ရှုခင်းလေးတွေအများကြီးပါပါတယ်။မတော်ပြကန်လေးရဆိုရင်တကုံစိတ်ကန်ပကြီးမြို့တော်မှာရှိတဲ့တကြောင်မို့လို့ပေါ့နော်။ဒီ local artist တွေအတွက်ကြီးညွှန်ပြီးတော့လှုပ်ထားတဲ့ပြကန်လေးဖြစ်တဲ့တကြောင်မို့လို့လာရောက်ပြီးအားပေးကြပါလို့နိုင်ငံလုံးမှာရှိတဲ့ပကြီးဆရာတွေကိုလည်းဖိတ်ခေါ်ပါတယ်ရှင်။ကြည့်ရှုအားပေးမဲ့ပကြီးပရိသတ်ကိုလည်းအထူးဖိတ်ခေါ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။ တဲ့ပြည်သက်များရှင်အခုဆိုရင်တော့ဒါမန္တလေးမြို့ကပကြီးဆရာကြီးတွေကရေးဆွဲထားတာဖြစ်တဲ့အတွက်မန္တလေးမြို့ရဲ့ရှုမျှော်ခင်းနေအထင်ကရနေရာတွေကိုဆွဲထားတဲ့ရေးဆွဲပကြီးကလက်ရာတွေကိုလည်းတွေ့မြင်ခန်းစားခဲ့ပြီးဖြစ်မှာပါ။ဒါကြောင့်မို့ကျမတို့ရဲ့အမှုပညာမူကောင်းကင်အစီအစဉ်ကနေပြီးတော့နောက်ထပ်ဒီဘလိုပကြီးပြာကမ်းမြို့တွေကိုဘလိုမျိုးပုံရိပ်တွေစီကိုပြည်သက်တွေကိုခေါ်ဆောင်သွားမလဲဆိုတာကိုပြောကြရင်းနဲ့ဒီနေ့အစီအစဉ်ကနေပြီးတော့နှုတ်ဆက်လိုက်ပါရဲ့ရှင်။ ပရိသတ်တွေဒါအခုတင်ဆက်ပေးလာတာပွဲခဏနှစ်ပွဲတော့ရှိသွားပြီနောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးဖို့ပွဲနှစ်ပွဲတော့ထပ်မံပြီးကြံပါသေးတယ်အဲနောက်ထပ်ပွဲတွေကိုမတင်ဆက်ခင်မှာပရိသတ်တွေကိုအခုဒါရှူတင်တစ်ခုပါကိုအရင်ဆုံးခေါ်ဆောင်သွားကြပါရခင်ဗျာဟုတ်ကဲ့ဒါဆိုလို့ရှိရင်ညီမလေးဝင်းတီကျော်ကနေပြီးတော့ Motor Magazine ရဲ့ September Lotto Fashion ကဏ္ဍတော်ရိုက်ကူးနှင်မှု Shooting Maker ကိုပရိသတ်များတို့ခေါ်ဆောင်သွားမှာပဲဖြစ်ပါရဗျာဟုတ်ကဲ့ပါဒီ Shooting Maker မှာဆိုလို့ရှိရင်လည်းဒါဘယ်သူတွေနဲ့ရိုက်ကူးနှင်မလဲဘယ်လိုမျိုးဖန်တီးပုံဖော်နေလဲဆိုတာကိုတော့အခုပဲရှုသားကြည့်လိုက်ရအောင်ခင်ဗျာ အနုပညာမိုးကောင်းကင်ပြည်သက်တွေအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှဆိုရင်အနုပညာချစ်ပြည်သက်တွေကိုခေါ်ဆောင်သွားမှာကတော့ရန်ကုန်မြို့ဖူစံတရုတ်ဘုံကျောင်းမှာရိုက်ကူးနေတဲ့မိုရာမဂဇင်းအတွက် fashion ခန်းနာရဲ့ photoshooting တစ်ခုကိုခေါ်ဆောင်သွားမှာပဲဖြစ်ပါတယ်ပြည်သူများရှင်ဒီ photoshooting ရိုက်ကူးမှုမှာဆိုရင်တော့ Moratin Santa မျိုးနဲ့ Moreno နဲ့ရိုက်ကူးနေတာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီနေ့မှဆိုရင်သူတို့နှစ်ယောက်ရဲ့လှူရှားမှုပုံရိပ်တွေကိုပြည်သက်တွေကလေ့လာနိုင်မှာဖြစ်တဲ့အတွက်ဆက်လက်ပြီးတော့ကြည့်ရှုကန်စားပေးကြပါအောင်ရှင် โอเคคู่ย้ายนี่อ่ะดิเซปเทมเบอร์มาถั่วมาโมราแมกซินด้วยย้ายขึ้นตาป่ะเนาะมอเรียก็ติซันนาမျိုးเนี่ยโหมอริงมาโอเคป่ะครับโอเคเอ่อไอ้นี่อ่ะอดิก็โหดีไซเนอร์มิ้งค์เนี่ย latest collection มาเนาะอะห่าโหย้ายตาป่ะย้ายแต่ theme ก็တော့กูอ่ะเนเน่ตัวไอ้นี่อ่ะเนเน่ Asian style นี่ influence เลยเลยဖြစ်တယ်ဆိုတော့ Asian style ဘက်ကိုตัวละครับโอเค ဟုတ်ဒီနေ့အတွက်ကတော့ကျွန်တော်တို့လုပ်ဖြစ်တာကတော့ဒီဇိုင်နာမင်းခန့်ရဲ့ဒီအခုထွက်တဲ့အသစ် collection တွေကကျွန်တော်တို့ dress တွေကိုကျွန်တော်တွားပြီးတော့ရွေးပြီးတော့ဒီ fashion ကဏ္ဍအတွက်ရိုက်ဖြစ်တာပေါ့နော်ကျွန်တော်တွားခြင်းတဲ့ပုံစံလေးကတော့ဟိုဒီ Chinese နဲ့ Japanese ကြားတဲ့အဲ့လိုပုံစံမျိုးလေးပေါ့နော်အကုန်လုံးလည်းကွက်တီမဖြစ်ဘဲနဲ့ Asian ဘက်ကိုရောက်တဲ့ပုံစံမျိုးလေးပေါ့အဲ့လိုမျိုးလေးကျွန်တော်တွားလာတာပါဟို makeup စပင်းလည်းကျွန်တော် heavy မလုပ်ဘဲနဲ့ Chinese ကိုလည်းနည်းနည်း reference ယူထားတဲ့ပုံစံမျိုးလေးနဲ့ပေါ့ကျွန်တော်လုပ်လုပ်ပေးထားပါတယ်ပေါ့နော်အဲ့လိုမျိုးလေးပေါ့ မတို့ဒီနေ့ရိုက်ကူးတဲ့ရိုက်ကူးရဲ့ကျတော့မိုတာအတွက်ပေါ့နော်မစ္စမိုတာကိုညီမတို့မော်ရိန်နဲ့တူရိုက်ကူးတာဖြစ်ပါတယ်။ဟုတ်။အဲညီမတို့ဝတ်စုံကကျတော့ဒီဂျပန်စတိုင်နောက်ပြီးဒီဘယ်လိုပြောမလဲဟိုဂျပန်ဘီယက်ဒီကနေပြီးတော့သူတို့အဲ့ဒီကနေ creation ကိုယူပြီးတော့အဲ့လို twin tire design ပေါ့နော်။ဟုတ်အခုကျတော့ဒါနှစုံမြောက်ပေါ့နော်။အမ်ပြီးတော့လာတာမှာတစုံတိုင်းရိုက်မှာပေါ့နော်။ဟုတ်ဒီ styling ကကျတော့ကိုအောင်လေး makeup ကလည်းသူ့အသွေးနဲ့ပေါ့နော်။ဟုတ်ပုံပေါ်ထားတာပါဟုတ်။ ဟိုဟိုညီမကြိုက်ပါတယ်ဟိုဂျပန်စတိုင်နဲ့ခတီလေးပေါ့နော်ဟုတ်ဒါမဲ့သူ့ရဲ့ move ကကြတော့မတူအောင်အမျိုးမျိုးနေရဲ့အင်ဂျီပေါ်မှာအဲ့လိုမျိုးလုပ်ရဆိုတော့ညီမအရင်ကြိုက်ပါရှာဟုတ်ကဲ့ ပရိသတ်များခင်ဗျာကျွန်တော်တို့အနုပညာမိုးကောင်းငင်စီစဉ်ရနေပြီးတော့ပရိသတ်များတို့စိတ်ဝင်စားကြပွဲခမ်းနားတစ်ခုထပ်ပြီးတင်ဆက်ပေးဖို့ရှိနေပါသေးတယ်။ဒီတော့ဆက်ပြီးတော့ကြည့်ရှုပေးပါအောင်။အခုဆက်ပြီးတော့တင်ဆက်ပေးမှာကတော့သူတို့ဘာလုပ်နေလဲဆိုတဲ့ခံစားပဲဖြစ်ပါတယ်။ဒီတော့ဘယ်သူတွေကဘာလုပ်နေလဲဆိုတာကိုအတူတူကြည့်လိုက်အောင်ခင်ဗျာ။အော်မင်္ဂလာပါ။အခုလက်ရှိတော့ကျွန်တော်ဒရိုက်တာလုပ်ပြီး reflection ဆိုတဲ့ရုပ်ရှင်ကားကြီးကိုမင်းသမီးလေးရောက်နေခြိုင်နေပါလေ။ ်နေ့ဒီရက်ပိုင်းတော့ဗီဒီယိုကားလေးစတက်ရိုက်နေပါတယ်အကားကြီးလည်းရိုက်ဖို့ရှိပါတယ်ဒါပေမဲ့အခု loss ဒီဒီလပိုင်းကတော့အမြဲတူဒီ series ကိုရိုက်ဖို့အတွက်အမြဲတူဒါဒီဟာပဲအဓိကထားပြီးလှုပ်လှုပ်ပါမယ်ရှင်ဟုတ်ကဲ့ဟုတ်အခုကတော့ဒီ mini series ရိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ရုပ်ရှင်ကားကြီးတကားရိုက်ဖို့စီစဉ်ထားတယ်အောင်တီတီထုတ်လုပ်ရေးရပဲစီစဉ်နေတော့မှာပဲဟိုဟိုတေးဥဆောင်နေလဲဟိုစီစဉ်နေတော့မှာဟုတ်အဲတော့လောလောဆယ်ကတော့အဲဒီဇက်နန်းနေမှာပဲအဲ့လို ဟိုဘယ်လိုပြောမလဲစိတ်ထည့်ထားတာပေါ့နော်အဒီဇာတ်လမ်းအတွက်ကြိုတင်ပစ္စည်းမှုတွေလုပ်တယ်အနောက်ကျလို့ရှိရင်တော့ဘန်ကောက်မှာကြော်ညာလေးတစ်ခုရိုက်ဖို့ပြောထားတာရှိပါတယ်ဟုတ်